။နောက်အောင်နိုင်ရေးအဖွဲ့ဖွဲ့စည်းခြင်းမှာကိုယ်စလဲလောင်းရဲ့တာဝန်ဝတ္တရားနဲ့အခမ်းအနားတတ်မှတ်ခြင်းအဲ့ဒါတွေကကျွန်မလေးဟိုကိုထွန်းနိုင်လင်းတို့တင်တဲ့အထဲမှာပါသွားပြီဆိုလို့ကျွန်မဒါလေးကိုဟိုဒီတိုင်းလေးပဲဟိုခေါင်းစဉ်လေးပဲပေါ်ပြလိုက်တာဖြစ်ပါတယ်။နောက်ရွေးကောက်ပွဲကိုယ်စလဲဤတာဝန်ဝတ္တရားနဲ့အခမ်းအနားဆိုလို့ရှိရင်ကျမဆိုရင်ရွေးကောက်ပွဲကိုစလဲခန့်ထားပါလို့ရှိရင်များသောအားဖြင့်မခန့်ကြအောင်လားမသိဘူးလေ။အော်ကျမကတော့ဘာပဲပြောပြောတခြားဟိုကပေါ့ကို့မဲဆန္ဒနယ်မှာပဲမဟုတ်ဘဲနဲ့တခြားနေရာတွေလည်းတွားရအောင်မယ်။ တခြားလုပ်တွေလည်းကျွန်မလုပ်ဆရာရှိတဲ့ခါကျကျွန်မအနေနဲ့ကျွန်မရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်ကျွန်မတည်တံခန့်ထားပါတယ်ခန့်ထားပြီးလို့ရှိရင်ရွေးကောက်ပွဲကိုယ်စားလှယ်ဒီရွေးကောက်ပွဲကိုယ်စားလှယ်ဒီရွေးကောက်ခံရွေးကောက်ကိုယ်စားလှယ်လောင်းနီးတူသူ့မှာလုတ်ပိုင်ခွင့်နေရှိပါတယ်ရှင်ဥမာကျွန်မကိုယ်စားဘာမှမဆိုတော့ပြောလို့ရတယ်ပေါ့နော်ကျွန်မဒီမဲယုံမှာကြည့်နေသူကနောက်မဲယုံသွားကြည့်လို့ရတယ်เนาะအဲ့လိုလေးပါရှင်အဲ့ဒါတော့ကိုယ်စားလှယ်လောင်းရွေးကောက်ပွဲကိုယ်စားလှယ်ပါရှင်အဲကျွန်မတို့ကကိုယ်စားလှယ်လောင်းနေ ကျွန်တော်တို့ကထပ်ခန့်ထားတာကြတော့ရွေးကောက်ပွဲအတွက်သူ့ကိုယ်စားလှယ်ခန့်ထားတာရွေးကောက်ပွဲကိုယ်စားလှယ်ပါရှင်။နောက်အောင်နိုင်ရေးအဖွဲ့အဖွဲ့စည်းပုံဒါခုနကကျွန်မပြောပြောသွားပြီပေါ့နော်။ပြီးလို့ရှင်ဝန်ရံထောက်ခံကူညီမိသူများစုစည်းခြင်းဆိုကျွန်မထင်တာလေကိုယ်စားလှယ်လောင်းတစ်ယောက်ကို10ယောက်လောက်တော့ကျွန်မတို့စုထားတဲ့နေရှင်ကိုယ့်ကိုကူညီမဲ့လူပေါ့နော်။ကိုယ့်အိမ်နီးနားချင်းဟိုလူငယ်တွေသို့မဟုတ်လို့ရှင်ကိုယ့်မိသားစုဝင်ကိုယ့်ရဲ့တပည့်သားမြေသို့မဟုတ်ကိုယ့်ပါတီဝင်ပေါ့နော်။အော်9ယောက်ကနေ10ယောက်လောက်ကြီးတော့ ဆုထားတဲ့မှာလို့ရှင်သူတို့နေ့တိုင်းသုံးမှာမဟုတ်ဖ ೇನೆ လေသူတို့လည်းအလှည့်ကျသွားအဲ့လိုလေးပေါ့ရှင်နော်လူလူပါပေါ့လူရင်အားသုံးမဲ့အချိန်ကြရင်လည်းအဲလူရင်အားသုံးမဲ့အချိန်ကြရင်လည်းအကုန်လုံးထုတ်ပေါ့နော်ဆိုတော့ရှင်ဟိုဟာဖြစ်ရင်လည်းအဲဒီခုန10ယောက်မှာ9ယောက်တစ်ခွက်9ယောက်တစ်ခွက် A နဲ့ B ခွဲထားပြီးတော့ဒီနေ့ A တွေထွက်မယ်မနေ့ပြန် B တွေထွက်မယ်စသဖြင့်ပေါ့နော်ဟိုဟို volunteer တွေလည်းနားလို့ရအောင်ပေါ့ရှင် ။နောက်ရန်ပုံငွေထည့်ဝင်မိသူများရှာဖွေထားခြင်းပေါ့နော်။ကိုယ်တငယ်ချင်းတွေလူနိုင်နေရှိကောင်းရှိမှာပေါ့။အဲဆိုလို့ရှိရင်တငယ်ချင်းရဲ့ငါရွေးကောက်ပွဲဝင်မှာ9သိန်းလောက်ထည့်ပါ။ဒါတိုင်းပြည်အတွက်လှုပ်တာပါညာပေါ့။နည်းနည်းတော့ဟိုလှုပ်ရမှာထင်ပါတယ်ရှင်။နောက်ကိုကိုယ်တိုင်လည်း site ထုတ်ရမှာဖြစ်ပါတယ်။အဲသို့တော်လဲပေါ့နော်ဒါကိုကိုကူညီခြင်းနဲ့သူလဲရှိကောင်းရှိနိုင်ပါလို့ရှင်။နောက်နေ့စဉ်ဆောင်ရွက်ရံများတတ်မှတ်ခြင်းပေါ့နော်အဲ့ဒါအောက်ဆုံးကတော့အောင်နိုင်ရေးပြက်ကြရင်ကြီးဆွဲခြင်း ဆိုလို့ရှိရင်အောင်တိုင်းဘယ်နေ့မှာဘာလုပ်မယ်ဘယ်သွားမယ်ဆိုတာလေးလေနော်အဲ့ဒါလေးနေအဲကျွန်တော်တို့ဟိုဒီအစည်းအဝေးနဲ့လုပ်ပြီးတော့မှလေဘယ်နေ့မှာအမဒီနေ့တော့ပသိမ်ကိုသွားမယ်နောက်နေ့မြောင်းမြသွားမယ်နောက်နေ့အဲကံကြီးတောင်သွားမယ်နောက်နေ့ကြုံပြော်သွားမယ်စသဖြင့်ပေါ့နော်ဒီဒီကျွန်မပြောတာတွေကတော့ဟိုအတီမယူပါနဲ့ဟိုပါပေါ့ရှင်ဒီဒီကိုကိုအဖွဲထဲမှာပါတယ်မြို့နယ်ပေါ့နော်မြို့နယ်တွေကိုအဲ့လို အလှဲ့ကျသွားဖို့ပေါ့နော်ဒီပြက်ကလေးလေးရေးဆွဲပြီးလေအရင်အဲ့ဒီမှာဘာတွေဆောင်ရွက်မှာလဲဆိုတာလေးဒီအဲ့ဒါလေးရေးဆွဲထားရမှာဖြစ်ပါလေရှင့်အဲကိုထွန်းနိုင်လေးတင်တာပို့သိစိတ်တယ်နော်ကျမကတော့ဟိုပါပဲကျမကတော့ဟိုပါပဲလေအဲရပြီမဟုတ်ဘူးဟာဒီတရားလေးနောက်တစ်ခါကျတော့မြို့နယ်အဆင့်လဲဖွဲ့ထားရမှာပါခုနကလိုပေါ့ပေါ့အတန်တော့ကြားရတယ်မလားရှင့်ကျမအတန်ကျဲပါအစိုးရညီမဆိုအတန်ကျဲ ။ဆိုလို့ရှိရင်နံပါတ်၁ကတော့မြို့နယ်မြို့နယ်အောင်နိုင်ရေးဖွဲ့။အဲမြို့နယ်အောင်နိုင်ရေးဖွဲ့ကလည်းဖွဲ့ရမှာပါ။ခုနကကျမပြောတာကတော့အမျိုးသားလွတ်တော်အမျိုးသားလွတ်တော် FPTV နဲ့ပတ်သက်ပြီးဖွဲ့တာဖြစ်ပေမဲ့မြို့နယ်အဆင့်မှာလည်းဖွဲ့ရမှာဖြစ်ပါရဲ့ရှင်။မြို့နယ်အဆင့်မှာဆိုရင်ဒီမြို့နယ်မှာပါတဲ့ပြည်သူ့လွတ်တော်ရဲ့အဲပြည်သူ့လွတ်တော်ရဲ့တိုင်းဒေသကြီးရဲ့ FPTP နဲ့ PR တွေပေါ့နော်အ ਨੇ စုံစုဖွဲ့တာဒါအမျိုးသားလွတ်တော်ကိုလည်းပါပြီးဖွဲ့ထားပါပေါ့နော် ဲ့လိုမျိုးဖွဲ့ထားပြီးလို့ရှိရင်မြို့နယ်အဆင့်မှာလည်းလောက်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဟိုကတော့အဲကျမတို့ဒီအင်အားပြမဲ့နေလိုမျိုးပေါ့ဥမာမြို့နယ်ထဲမှာနေတိုင်းပဲဥမာထားပါတော့အဲတပတ်မှာ9ရက်ရှိတဲ့အချိန်မှာကျမတို့4ရက်ထွက်မယ်လို့သဘောထားလိုက်4ရက်ထွက်မယ်ဆိုလို့ရှိရင်3ရက်ကိုတော့မြို့နယ်အဆင့်မှာကိုမြို့နယ်ပဲကိုထွက်ကြပြီးလို့ရှိရင်တရက်ကိုတော့ဒီ6မြို့နယ်9မြို့နယ်ဥမာပေါ့မဲဆန္ဒနဲ့ပေါင်းပြီးထွက်တာမျိုးပေါ့နော်နော်အဲ့ဒါလေးကိုဆောင်ရွက်စေချင်တာဖြစ်ပါရှင့်ဒါပေမဲ့မြို့နယ်လိုက်လောက်ရမှာတော့ခုနကကိုကိုစလဲလောင်းရဲ့ ပန်ဖလက်ပေါ့နော်ကိုစလဲလောင်းပန်ဖလက်ကမြို့နယ်လိုက်လို့ရပါမယ်ဘေဘုတ်ကလည်းမြို့နယ်လိုက်ထောင်ရမှာဖြစ်ပါလိမ့်ရှင်အမပတိမှာဆိုရင်ဒါပတိမြို့နယ်ပတိမြို့နယ်အတွက်ဟိုပါကိုစားပြုတ်ပြီးတော့မှအရှင်ပြန်ရမယ်ကိုစလဲလောင်းများဆိုပြီးတော့မှကျမဘေဘုတ်ဒီဇိုင်းလေးလှုပ်ထားပြီးပြီအော်ရထားပြီးရထားပြီးဆိုနေစီစီမှာကျမတင်ထားတယ်အမတော့ဒီမှာပြရမှာတခါလေးလေပြပေးနိုင်ပြပေးပါလားစီစီမှာကျမတင်ထားတယ် ဘေးဘုတ်ဒီဇိုင်းအခုမပြသေးဘူးနောက်ကျမသင်ခန်းစာပြီးမှလေနောက်နောက်နောက်တစ်ခုကဒါလုံအောင်မဲ့ activity တွေဘာတွေလုပ်နိုင်လဲဆိုတာပေါ့နော်ဒါလေးပြောပါမရှင်မဟုတ်ပါမဲဆန္ဒရှင်များနဲ့တွေ့ဆုံရင်းနီလန်းများပေါ့နော်မဲဆန္ဒရှင်ကိုတွေ့ဆုံစီယုံတဲ့နီလန်းတွေဘာတွေရှိလဲနံပါတ်၁ကကြတော့မဲစင်းမှာပါမပါရှာပေးလို့ရတယ်နောက်အခုချိန်မှာဆိုရင် September လ30ရက်နေ့ကကျွန်တော်တို့မဲစင်းကတ်တယ် October 31ရက်နေ့73ရက်နေ့အထိဆိုရင်နှစ်ပတ်ကတ်တယ်ပေါ့အခုဆို October 5ရက်နေ့ရှိနေဆိုလို့ရှိရင်ကိုနီးစရာတွေမှာ မဲဆင်းစစ်ကြလားမဲဆင်းစစ်ကြလားပြီးလို့ရှိရင်မဲဆင်းမှာဖြည့်ပြင်ဖြည့်ဆိုတာရှိပါရှင့်ဖြည့်တယ်ဆိုတာကတော့ပုံစံသုံးနဲ့ဖြည့်ရမှာဖြစ်ပါတယ်ပုံစံသုံးနဲ့ဖြည့်ရမှာဥမာကိုကိုတီတီကိုသွားပြီးတော့မှဆင်းစစ်ပေးတဲ့အိမ်မှာ session နှစ်ပြည့်ပြီးပြီဒါပေမဲ့မဲဆင်းနဲ့မပါလာဘူးဆိုရင်ဒါလေးဆိုရင်ဒါမဲပေးခွင့်ရှိတယ်ဆိုပြီးတော့မှကျွန်တော်တို့ပုံစံသုံးနဲ့ဖြည့်ပြီးတော့မှအဲကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်တင်ရမှာဖြစ်ပါရှင့်။နောက်ပြင်နာကြတော့ဟုတ်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  ဟိုပြင်နာကြတော့ဟွာပါရှင်ဟိုမှာမဲဆင်းမှာပါပြီးသားပဲတိုးတော်လဲမပုံတင်နာမှာတလုံးလောက်လွဲနေတယ်ဒါမှမဟုတ်ကိုယ့်နာမည်စလုံးပေါင်းမှားနေတယ်အဲစသဖြင့်ပေါ့နော်စသဖြင့်ပေါ့ဒါမှမဟုတ်ရင်လိပ်စာမှားနေတယ်အဲနောက်တစ်ခုကမှားနိုင်တာရှိတာပေါ့နော်အဖအမိမှားနေတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေမှားတာကိုပြင်ကျင်လို့ရှင်တော့လေးကလေးကငယ်နဲ့ပြင်ရမှာဖြစ်ပါတယ်ရှင်လေးကငယ်နဲ့ပြင်ရမယ်ပြီးလို့ရှင်တော့ဟိုဥပမာပေါ့နော်ကိုယ့်အိမ်ကအဖိုးကဆုံးသွားပြီဒါပေမဲ့မဲဆင်းထဲမှာပါတယ်ဆိုရင် ျမတို့ဖြည့်ရမှာဖြစ်ပါတယ်ဖြည့်တာကတော့ပုံစံ၄နဲ့ဖြည့်ရမှာဖြစ်ပါတယ်ရှင်ဒါဖြည့်ပြင်ဖြည့်ပေါ့နော်ဖြည့်တာပုံစံ၃အပြင်းသား၄ကငယ်အဲပြီးလို့ရှင်ဖြည့်တာကတော့ပုံစံ၄နဲ့ဖြည့်ရမှာဖြစ်ပါတယ်ရှင်